ပကံကဖះကမတ်လို့မြင်းလို့ဆိုပြီးတော့မှဖင်တရတိုက်တက်ပြီးစင်ခဲ့ရတဲ့ကောင်မလေးတယောက်ကတောင်းနေတက်နေလို့ဆိုပြီးတော့မှပြောဆိုခံခဲ့ရဘူးပဲအဲ့ဒီမိန်းကလေးကပဲမြင့်မာတယ်ဆိုတဲ့တောင်းနေနဲ့ရေမကူးတက်ပါဘူးဆိုပြီးတော့မှပဲ snorkeling တွေလုပ်ခဲ့တဲ့အကြောင်းလေးတွေကိုပြန်ပြီးပြောပြပေးခြင်းနဲ့တကယ်တော့လူတွေမှာအမြင်ကြောက်တာတွေအမှောင်ကြောက်တာတွေလှောင်ပိတ်ခံတာတွေကြောက်တာတွေဆိုပြီးတော့မှ phobia အမျိုးမျိုးရှိတယ် ဲ့ဒီထဲမှာကိုကလည်းအမြင့်ကြောက်တဲ့ထဲမှာပါတယ်ပြီးတော့ရေမကူးတက်တဲ့ခါကျတော့၄ပေ၄ပေခွဲ၅ပေလောက်ပဲနဲ့တဲ့ရေကူးကန်လောက်ဆိုရင်ကူးနိုင်ပေမဲ့ဒီထက်နဲ့တဲ့ကန်မျိုးဆိုလို့ရှိရင်တော့မကူးရဘူးအထူးသဖြင့်ပင်လယ်ထဲမှာဆိုတော့ပိုတော့မကူးရဘူးဒါပေမဲ့လည်းအဲ့ဒီကြောက်စိတ်တွေကိုကြော်လွန်ပြီးတော့မှဒီပင်လယ်ဘက်ခီးထွက်တဲ့ခါကျတော့ snorkeling လုပ်ခဲ့တယ်နောက်တစ်ခါ parasailing လိုဟာမျိုးတွေကိုလည်းလုပ်ခဲ့တယ် ဂျုံကတနေ့တခါ trip လိုက်ပို့ရင်းနဲ့ငပလီဘက်ကိုရောက်ခဲ့တယ်။ငပလီကိုရောက်တဲ့အခါကျတော့ဒီ snorkeling တားလို့ဖို့ပေါ့နော်။တငယ်ချင်းတွေနဲ့ပေါ်ဆက်ပေးမဲ့လေ။တငယ်ချင်းတွေကတိတ်ပြီးတော့မှအဲလိုက်ချင်ပုံမပေါ်တဲ့အခါကျတော့ကိုတယောက်တည်းပဲသွားခဲ့တယ်။ ကံကောင်းတာတကူကကြတော့လိုက်ပိုးတဲ့လူတွေကဟိုစေတနာပါတယ်လို့ပြောရမှာပေါ့နော်ပိုကရေလဲတေချာမကူတတ်ဘူးအဲအောက်ကဒီငားလေးတွေကိုလည်းတေချာကြည့်ခြင်းနဲ့ပေါ့နော်နီမိုလေးတွေလည်းအရင်လိုက်ရှာခြင်းနဲ့ကိုပရိုလေးနဲ့လည်းရိုက်ခြင်းနဲ့ဆိုတဲ့ခါကြတော့သူတို့တွေကအဆအဆုံးကူညီပေးဘူးရယ်အထမအောင်ဆုံးရိုက်တဲ့နေရာကြတော့တဲတွေအရန်ကတ်နေတဲ့ခါကြတော့ငားလေးတွေမြင်ရပေမဲ့လည်းဟိုတဲတွေကအဲ့လို ဖုံထနေတယ်လို့ဖြစ်တာပေါ့နော်ထွက်ခါကျတော့တိချာကြီးကြီးလေးလေးမမြင်ရတဲ့ခါကျတော့နည်းနည်းရေနက်ပြီးတော့မှငါးတွေပေါ်တဲ့ဘက်ကိုခေါ်သွားတယ်အဲဒီရေနက်တဲ့နေရာကိုတကယ်ကြောက်တဲ့နေရာခြေတောင်းကဒီကြမ်းပြင်းနဲ့ကိုမထီတဲ့ပြင်ကိုမြင့်မာတယ်ဆိုတော့ကြောက်ဆောင်နေပေါ်မှာတော့မှကိုခြေတော့ကမထီဘူးဒါပေမဲ့လည်းဒီလိုက်ကူပေးတဲ့မောင်လေးပေါ့နော်အဲဒီကောင်လေးကအဲအလုံးဝဂယုတဆိုင်နဲ့ဆွဲခေါ်သွားပေးတယ် ဒီငားလေးတွေကိုလည်းမမြင်ရမချင်းကိုသူကအချိန်နဲ့အကြာကြီးပဲလိုက်ပြီးတော့ကိုနဲ့တူတူကူးပေးတယ် 45မိနစ်လောက်ကြာလာတဲ့ခါကျတော့ကိုလည်းမကူးနိုင်တော့ဘူး။ငကိုတွေကလည်းတခြားကူးတက်တက်သူမဟုတ်တဲ့ခါကျတော့လေငားရဲတယ်ရိုက်ချင်သေးတယ်။အဲသူတို့ကလည်းပတ်စံယူထားတဲ့ခါကျတော့သူတေချာချာလေးလည်းလှုပ်ပေးကျင်တဲ့စိတ်ရှိတဲ့ခါကျတော့ထက်စင်းမယ်ထက်ရိုက်မယ်ထက်စင်းမယ်ထက်ရိုက်မယ်ဆိုပြီးတော့ခဏခဏခေါ်တာ။ဒါပေမဲ့ okay okay နောက်ဆုံးတစ်ခေါက်ဆိုပြီးတော့မှထက်ပြီးတော့ဆင်းသွားတယ်။အဲ့ချိန်မှာခြေထောက်ကလေးကြွတ်တက်ချင်တယ်လို့လည်းဖြစ်နေတဲ့ခါကျလူကမခတ်နိုင်တော့ဒီကူးတာလည်းကြာပြီဆိုတဲ့ခါကျတော့လေခြေထောက်ကလည်းကြွတ်တက်ချင်တယ်။အဲ့ချိန်မှာလူက မခတ်နိုင်တော့မခတ်နိုင်တဲ့အခါမှာကိုနဲ့အတူလိုက်ကူးပေးတဲ့ကောင်လေးကို GoPro လည်းပေးထားတယ်ပြီးတော့ကို့ကိုလည်းအတင်းလက်ကြီးဆွဲခိုင်းပြီးတော့မှာပေါ့နော်ဒီရေထဲမှာလိုက်ပြီးတော့မှာငါးတွေကြည့်ခဲ့တယ်ပေါ့နော် ဘဝမှာရေကောင်းကောင်းမကူးတတ်ပဲနဲ့ဒီလောက်ပင်လယ်နဲ့ကြီးထဲမှာ snorkeling လုပ်ပြီးငါးတွေလိုက်ကြည့်ရမယ်ဆိုတဲ့ experience ကိုလေဘယ်တော့မှမလဲမတွေးထားခဲ့ဘူးဘူးအဲ့လိုမျိုးလုံးခဲရတဲ့ဟာကိုလည်းဘယ်တော့မှစိုးပြစင်းစားတိုင်းလဲကျေနပ်တယ်နောက်တော့မရဘူးနောက်ပြီးတော့မှဒီခုငွေဆောင်တို့ဘာတို့ဘက်မှာလဲ snorkeling လုပ်တာရခက်စားနေဆိုလေတကယ်လို့ပင်လယ်ပတ်ထပ်သွားပြစ်မယ်ဆိုလို့ရှိရင်လဲထပ်ပြီးတော့မှဒီလိုမျိုး explore လုပ်ဖို့ကတော့လုံးဝစိတ်ကူးမိတယ် နောက်တော့ချမ်းတုံလာပြီးတော့မှအဲရေထဲမှာလည်းကင်မရာလည်းဟိုဟောမယ်ကလောက်ကလောက်ကလောက်ပြန်နေပြီးအေးလို့ပြီးတော့ကိုယ်ကိုလည်း तू ကလိုက်ဆွဲပေးရဆိုအားနာပြီးတော့မှပဲပြန်ပြီးတော့တက်လာခဲ့လိုက်တယ်။လုံးဝအမှတ်တရဖြစ်ခဲ့တဲ့ snorkeling လေးပါပဲ။ အရှိမပြောခဲ့သလိုပဲပေါ့နော်ကိုကဒီပကံဖျားမတ်တာတော့မှကောင်းကောင်းမတက်ရခဲ့တာပေါ့နော်ဒါပေမဲ့ supporting ကောင်းကောင်းရှိတယ်တငယ်ကောင်းကောင်းရှိတဲ့ခါကျတော့ကဲလိုက်ခဲ့ငါတို့ပေါ်ရောက်တို့ရှင်အလှဆုံးနေမြင်ရမယ်ဒီဟာကိုမသွားဘူးဆိုရှင်နင်လူပြရချုံမနဲ့ဘူးဆိုပြီးတော့ဆွဲဆောင်တာမျိုးရှိတဲ့ခါကျတော့ကိုရဲ့ကြောက်စိတ်ကိုဖျောက်ပြီးတော့လည်းအဲ့လိုမျိုးတောင်းနေတက်ခဲ့ရဲပေါ့နော်အခုလည်းဒီအမြင့်ကိုကြောက်ပေမဲ့လည်း parasailing ကတော့ငါ့ဘွားမှာတစ်ခါတော့လုတ်ဘူးကျင်နေဆိုပြီးစိတ်ကူးရာကြောင့်မို့လို့ပါလီရောက်တော့မှ parasailing ကိုလုတ်ခဲ့တယ် တကယ်တမ်းတော့ဟို final destination တော့လို့ဘာလို့ကြည်ထားတဲ့ခါကျတော့ကြောက်စိတ်ရှိပေမဲ့လေကိုဘေးနားရှိတဲ့လူရဲ့လက်ကိုယ်တော်မှမကင်မိဘူးကြောက်စိတ်ကိုဖျောက်ထားပါတော့နော်ငါလုံးနိုင်တယ်ငါအဆင်ပြေတယ်ဒီကိစ္စကြီးကခဏလေးတည်းနဲ့ပြီးသွားမှအဲငါဒီ experience ကိုယူမယ်ဆိုရဲစိတ်ကြီးနေပါတော့သွားခဲ့တယ်အဲ့ဒီတော့အပေါ်ကနေမှအောက်ကိုပြန်ကြည့်ရတဲ့ view ရယ်ငါကောင်းကင်ဘုံမှာပြန်နေတဲ့စိတ်ခံစားချက်ကိုရခဲ့တာပေါ့နော် အဓိကပြောချင်တာကတော့ကွာလူတွေကတောက်တက်တယ်ဖိုဘီးယားမျိုးစုံရှိတယ်ဒါပေမဲ့ YOLO you only live once တကြိမ်တည်းပဲလူကအသက်ရှင်နေပါတော့တခါတည်းပဲလူကသေရမှာပေါ့အဲ့တော့သက်ရှင်နေတဲ့အချိန်တွင်းမှာကိုယ့်ရဲ့ကြောက်စိတ်တွေကိုဖျောက်ပြီးတော့မှမလုံလိုက်ရမရှိဘူးဆိုတဲ့ experience မျိုးလုပ်ခဲ့ဖို့အကြံပေးချင်တယ် လူတွေကအသက်ကြီးလာတဲ့အခါမှာတဲ့ကိုလုံးခဲ့ရတာတွေအတွက်နောင်နိုင်ရတာမဟုတ်ဘူးတဲ့မလုံးလိုက်ရတဲ့အရာတွေအတွက်ပဲတဲ့နောင်နိုင်ရတာတဲ့ဒါကြောင့်မို့လို့နောင်နာဆိုတာမရှိလိုက်ရအောင် explode လုပ်ပလိုက်